ရှလောအားလုံးပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်သပါတယ်ကျွန်တော်ရဲ့ဘဝမှာကိုဖြစ်ချင်တာတွေဖြစ်လာဖို့အတွက်ဖခင်ကိုစုတောင်းတဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့စုတောင်းတာတွေအကောင့်ထဲမပေါ်လာတဲ့အချိန်တွေမှာကျွန်တော်တွေကဖခင်ကိုအထင်လွဲတတ်ကြတယ်ကျွန်တော်တွေစိတ်တက်ကြတတ်ကြတယ်လွယ်လွယ်နဲ့ကျွန်တော်တို့ကအတော်ပြီကွာစုမတောင်းတော့ဘူးကွာတော်ပြီကွာငါချမ်းစာမဖတ်တော့ဘူးကွာတော်ပြီကွာငါအတင်းတော်မှာမဆက်ကတ်တော့ဘူးကွာ ငါတလောက်စကတ်နေရတော့မှငါဖြစ်ကျင်တဲ့ဟာတွေကလမ်းကြောင်းတွေကအကောင့်ထဲမပေါ်လာဘူးငါတလောက်ကျန်းစာဘက်ဆူတောင်းနေရတော့မှငါဖြစ်ကျင်တဲ့ဟာတွေကပုံမပေါ်လာဘူးဆိုပြီးမှကျွန်တော်တွေကဝဉဉေးရနဲ့ပတ်သက်ပြီးမှလက်လျှော့လိုက်တတ်ကြတယ်တင်အဲ့ဒီလိုမျိုးစိတ်ဖြစ်တော့အောင်စာတန်ကလည်းစနစ်တကျလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်တင်ဆူတောင်းနေဘုရားကိုအားကိုးတဲ့ဒီဝဉဉေးရပြိုင်ပွဲမှာပြိတက်ကဘုရားနဲ့စာတန်ဖြစ်ပါတယ် ။စာတန်ကတော့တင့်ကိုပြောနေတယ်ဘုရားတခင်ဒီကောင်ကအကျိုးလိုလို့ညောင်းရင်လောင်းလား။မယုံရင်ဘုရားတခင်သူ့ကိုကောင်းကြီးမပေးဘဲနဲ့နေကြည့်လိုက်။သူ့ကိုမယုံရင်ဖြတ်ရှင်လက်မဆက်ဘဲနဲ့နေကြည့်တဲ့သူ၃ရက်တောင်မကြောက်ဘူးကိုရောကိုစူတောင်းမှမဟုတ်ဘူး။ဘုရားကမဟုတ်ဘူး။ငါတာကငါ့ကိုဘလောက်ယုံတယ်လဲဆိုတော့မင်းသိလိမ့်မယ်။ငါတာကငါ့ကိုအကျိုးလိုလို့ညောင်းရင်လောင်းတာမဟုတ်ဘူး။ငါသမီးကငါ့ကိုအကျိုးလိုလို့ညောင်းရင်လောင်းတာမဟုတ်ဘူး။ငါ့ကိုချစ်တဲ့စိတ်နဲ့စူတောင်းနေတာ။ဗောစာရင်ကပြောတယ်မဟုတ်ဘူး။ဒီကောင်ဒီပြဿနာပြေလည်ခြင်းလို့ချင်းကတ်တာ သူကိုရောစီကနေကြွယ်ဝခြင်းကိုလိုချင်လို့ချင်းကပ်နေတယ်လို့ပြောတဲ့ပြိုင်ပွဲပြိတ္တတွေရှိတဲ့ပြိုင်ပွဲကိုတင်းကပြေးနေရတာဖြစ်တယ်။အဲ့တော့တင်းကခုနလိုမျိုးငါတလောက်ဆက်ကပ်နေတာငါတလောက်ပါဝင်နေတာငါတလောက်ဆူတောင်းနေတာဘာကောင်တယ်မှမပေါ်လာတော့ဘူးဆိုပြီးမှတင်းကလေဆက်ဆုမတောင်းတော့ဘူးဆိုရင်စာရန်ဝမ်းတောင်းတင်လုပ်ပေးတာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့ဆက်ကပ်ခြင်းတွေကျွန်တော်တို့ရဲ့ဖခင်နဲ့ပတ်သက်တဲ့လှုပ်ဆောင်ခြင်းတွေအားလုံးကလေ စာရန်တော့လက်ဖြားခါတဲ့အထိပြင်းထန်မှုရရဲ့ကြီးတယ်အလလလလလလလသူ့ရဲ့စူတောင်းချက်ကတော့လက်လံနေဘာအချိုးမြတ်မရရင်စူတောင်းနေတော့မေဟောသူပြက်တနာအတွက်သူပြေလျအောင်စူတောင်းတာတော့မှမပြေလည်သေးတာတော့မှသူစူတောင်းနေတော့မေအော်ကြည်စမ်းဘာမှဖရားတခင်စီကနေကောင်းချီးမခံစားရတော့မှဟိုးအဝေးကြီးကနေဖရားကျောင်းမှာလာပြီးမှစက္ကတ်တာပါလားအော်ဖရားကျောင်းကသူ့ကိုဘာမှမထောက်ပံ့ဘူးဘာမှမပေးပြီမဲ့လဲအော်သူစက္ကတ်နေပါလား ကြည့်ပြီးမှစာရံတော်မှာလက်ဖြားခါတဲ့ယုံကြည်ခြင်းမျိုးနဲ့တင်ကဆူတောင်းအောင်မယ်။အော်စာရံလက်ဖြားခါတဲ့ယုံကြည်ခြင်းစာရံလက်ဖြားခါတဲ့ဆူတောင်းခြင်းစာရံလက်ဖြားခါတဲ့ဝိညာဉ်ရမှာစက္ကချင်းကိုတင်ပြုတ်လေလေဖယားကအရန်ကျေနပ်လေလေပဲ။ဖယားကကျေနပ်လေလေသူ့ရဲ့နှလုံးသားတကားကိုပွင့်ပြီးမှကျွန်တော်တို့အတွက်ဖယားကကောင်းကြီးပေးလာလေလေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကလှုပ်ပြီးဆိုတဲ့တပြိုင်နက်တည်းစာရံလက်ဖြားခါတဲ့ဆူတောင်းခြင်းဖြစ်ဖို့ရည်ရည်ကြီးတယ်။အဲ့တော့ ရိတ်သက်တွေကြည်နေတယ်ဒီပြိုင်ပွဲမှာကျွန်တော်အနံ့ရအောင်ဘယ်လိုပြေးမလဲစာတန်းကလည်းပြောနေတယ်အချိုးလိုလိုညောင်ရင်လောင်းတာဖះကပြောတယ်မဟုတ်ဘူးဒီသားကငါ့ကိုချစ်ပြီးမှဆူတောင်းတာဒီအပွဲနဲ့ဖွဲ့ချားတယ်မှာကျွန်တော်တို့ကဖះစိတ်ချမ်းသာအောင်လုပ်ဖို့အတွက်ဘယ်လိုတက်ရှင်မလဲကျွန်တော်တို့ဒီဒီပြိုင်ပွဲမှာပြေးနေရင်လည်းကိုဆူတောင်းတာတွေမဖြစ်လာသေးတဲ့အချိန်တွေကိုဖះเจ้าမှာဘလောက်ပဲစက်ကက်စက်ကက်အကောင့်ထဲမှာပေါ်သေးတဲ့အချိန်တွေမှာကျွန်တော်တို့ကစိတ်ပြတ်တာမဟုတ်ဘဲနဲ့ မျောလင့်ပြီးမှဝမ်းမြောက်တတ်ရမယ်။ဘာကိုမျောလင့်ပြီးဝမ်းမြောက်ရမလဲဆိုရင်ကျွန်တော်တို့စွတ်တောင်းတဲ့အဖြစ်မပေါ်ဘူး။ဒါပေမဲ့ဖခင်ရဲ့နှလုံးသားကိုကျွန်တော်တို့မျောလင့်ရမယ်။အော်ငါဖခင်ငါ့ကိုအရင်ချစ်တဲ့ဖခင်ရှင်ပြည်နေငါ့ကိုဘဝပြတ်အောင်ဘယ်တော့မှမလုပ်ဘူး။ငါဖခင်ရဲ့နှလုံးသားကိုငါတည်တယ်။ဖခင်ရဲ့နှလုံးသားကိုတင်တိပြီးခံစားမိသွားရင်တင်ကလေအကောင့်ထဲမပေါ်ရင်တော့မှတူဆက်စုတောင်းနိုင်တဲ့သူပျောက်ဖြစ်လာတယ်။နောက်တစ်ခုအတိတ်မှာ တင်ဖြတ်တန်းခဲ့တဲ့အတိတ်မှာဘုရားတင့်ကိုကောင်းကြီးပေးခဲ့တယ်။တင့်ကိုဘုရားရှင်တင်မင်းရဲ့ကဒွင်းဝါကနေဆွဲထုတ်ခဲ့တယ်။ပြတနာတွေကြားနေတဲ့တင့်ကိုဘုရားရှင်ဆွဲထုတ်ခဲ့တဲ့အရာကိုတင်ပြန်အောင်မေ့ပြီးမှဒီပြိုင်ပွဲကိုတင်ပြေးဖို့အရေးကြီးတယ်။အဲ့တော့တင်အဲ့ဒီလိုမျိုးတင်အရင်လုံးကဘုရားရှင်တင့်ပေါ်မှာလုတ်ခဲ့အောင်တင်အောင်မေ့ပြီးမှတင်ပြေးနေအခုချိန်မှာတင်ဆူတောင်းအကောင့်ထဲမှာပေါ်ရင်လည်းအော်အရင်လုံးကဘုရားမဆားခဲ့တယ်။နော်ကောင်းကြီးပေးခဲ့တယ်။အခုချိန်မှာတင် တင်ဆက်ကတ်နေတာဘာတခုမှတင်ပေါ်မှာကောင်းကြီးမဖြစ်လိုက်ဟောအရင်တော့ဖျက်ရှင်ငါ့ကိုရွေးနှုတ်ပေးခဲ့အခုလည်းငါ့ကိုဖျက်ရွေးနှုတ်အောင်မယ်ကြည်ဖယားရဲ့နှလုံးသားကိုတင်မြော်လင့်တဲ့ခါမှာဖယားတကယ်တဲ့ကိုအရင်တော့လှုပ်ဆောင်ပေးတဲ့ရောတင်ပြန်အောင်းမိတဲ့ခါမှာတင်ကဒီပြိုင်ပွဲမှာအကောင့်ထဲမပေါ်ရင်တော့မှဖယားစိတ်ချမ်းသာဖို့အတွက်တင်ပြေးနိုင်တဲ့ခွန်အားရှိလာတယ်။ဘာလို့လဲ?ဖယားရဲ့နှလုံးသားကိုတင်နားလဲသွားတယ်။ဖယားတကယ်ပြုတ်ခဲ့တဲ့အရာတင်ပြန်အောင်းမိတဲ့ခါမှာဒီပြိုင်ပွဲမှာတင်ကဖယားရဲ့နှလုံးသားချိန်နှက်စေဖို့အတွက်တင်ကပြေးနိုင်တဲ့ဒုတိယဖြစ်လာတာ။ တရက်မှာအေလိယက်ကမိုးခေါင်ရေချတဲ့ကာလမှာသူဆုတောင်းတယ်ဆုတောင်းတယ်ပထမတစ်ချိန်ဆုတောင်းပြန်တယ်တပည့်တယောက်ကိုတပည့်တော်ပင်လယ်ကမ်းဆက်ကိုတွားဆန်းမိုးသားတွေတက်လာပြီလားဆိုမင်းတွားကြည့်ဆန်းလို့ပြောတဲ့ခါမှာတပည့်ကတွားကြည့်တယ်ပြန်လာတဲ့ခါမှာပြောတယ်ဆေးအားဘာမိုးသားမှမတွေ့ဘူးလေဒုတိယတစ်ခေါက်ပြန်တွားကြည့်ခိုင်းတယ်ဘာမိုးသားမှမတွေ့ဘူးလေတစ်ချိန်နှစ်ချိန်သုံးချိန်ငါးချိန်ရောက်ဖြစ်တဲ့အခါမှာအေလိယားကစိတ်ပြတ်ပြီးမှထမပြန်သွားဘူးဆက်စုတောင်းနေတော့မယ် သူဆုတောင်းတဲ့အခါတိုင်းမှာကောင်းကင်ကိုကြည့်လိုက်တိုင်းမိုးတိမ်နေမဲလာသလားလျက်စီးလက်လာသလားတခုမှမရှိဘူးကြစ်ကြစ်တောက်နေပူနေပေမဲ့လေဆက်ဆုတောင်းနေတော့မဲမိုးရွာဖို့အတွက်ကိုတင်းအဲ့ဒီလိုဆုတောင်းနိုင်ပြီလားတင်းအဲ့ဒီလိုမျိုးတင်းအသက်ရှင်နိုင်ပြီလားတင်းအဲ့ဒီလိုမျိုးတင်းချင်းကပ်နိုင်ပြီလားဘာကောင်းတယ်မှမမြင်ပေမဲ့လေငါဖျားဖို့ငါရှုံနေဆိုပြီးမှနေကြစ်ကြစ်တောက်ပူနေတဲ့ယာဒီဦးတို့မှတင်းမိုးရွာဖို့ဆုတောင်းဖို့အရင်ရည်ကြည့်တယ်ကြည့်ဆုတောင်းတဲ့အခါမှာ ခုနှစ်ကြိမ်မြောက်တဲ့အခါမှာတပည့်ကလာပြောတယ်ဆရာတဲ့ကောင်းကင်ကနေလူလက်နဲ့တူတဲ့မိုးတိမ်တိုက်တစ်ခုတက်လာတယ်အေလီယာကပြောကဲထပြန်ကြရအောင်ဖျားတခင်မကြခင်မှာမိုးရွာခိုင်းတော့မယ်တဲ့အေလီယာတလုံးနေပူနေတဲ့ကာလမှာမိုးရွာဖို့တူဘာဖြစ်လို့ဆက်ဆူတောင်းနေတာလဲတခါမဟုတ်ဘူးနှစ်ခါမဟုတ်ဘူးတုံးခါမဟုတ်ဘူးလေးခါမဟုတ်ဘူးဆူတောင်းနေတဲ့အကောင်တွေမဟုတ်ဘူးဘာမိုးသားတိမ်တိုက်မှမမြင်ရတဲ့ကာလဘာဖြစ်လို့အေလီယာဆက်ဆူတောင်းနေတာလဲ ဖယားရဲ့နှလုံးသားကိုအေလီယာနားလေတဲ့ဖယားတခင်အရင်တုန်းကသူ့အပေါ်မှာပြုတ်ခဲ့တဲ့အမှုတွေကိုအေလီယာကကောင်းကောင်းနားလေတယ်။တကြွတူဆက်ဆုတောင်းနေတယ်။သင်ဘာဖြစ်လို့ဆုတောင်းချင်လက်လျှော့ချင်တာလဲ။သင်ဘာဖြစ်လို့စက္ကန့်ချင်ကိုတင်လက်လျှော့ချင်တာလဲဆိုရင်သင်ဖယားတခင်နှလုံးသားကိုတင်နားမလည်သေးဘူး။သင်ဖယားတဲ့ကိုဘလောက်ချစ်တယ်လဲဆိုတော့တင်မသိသေးဘူး။သင်ဖယားတဲ့ကိုဘလောက်ကောင်းချီးပေးချင်တဲ့နှလုံးသားရှိလဲတင်မခံမနိုင်ဘူး။ တင်အရင်တော့တင့်ကိုဖျားတခင်ကောင်းချီးပေးခဲ့တဲ့အရာတွေတင့်ကိုဖျားရှင်ရွေးနှုတ်ပေးခဲ့တဲ့အရာတွေကိုတင်လွယ်လွယ်နဲ့မေးပလိုက်တယ်ကျေးဇူးမအောင်မေးတတ်ဘူးအဲ့ဒီတော့တင်ဒီချိန်မှာလဲငါဒါမဖြစ်ဘူးငါဆုံးမတော့ငါဒါတွေငါတလုံးဖြစ်ငါမဆက်ကတ်တော့ဘူးအဖိုးခမပေးနိုင်တော့ဘူးဘာဖြစ်လို့လဲဖရားရဲ့နှလုံးတော်နားမလည်လို့မိဘတယောက်ကတာသမီကိုအေးအေးကြီးပြက်ခံပြီးမှကျွေးမွေးတယ်ဆိုတာတာသမီတရကြိုက်ငါ့ကိုပြန်ကြည့်ပါစေဆိုစိတ်နဲ့လှုပ်တာမဟုတ်ဘူး ချစ်တော်စိတ်နဲ့လှုပ်တာဒါကြောင့်ဒီတာသမီးကမိဘငါ့ကိုချစ်ပါလားဆိုတည်တဲ့ခါကျတော့မိဘအတွက်ပြန်ပြီးမှပေးဆက်လာတာဒီနေ့ကျွန်တော်တို့လည်းဒီလိုပဲငါဖျံငါ့ကိုချစ်တယ်ဆိုတင်တည်ဘာအကောင်ထဲမှမမြင်ရရင်လည်းငါဖျံငါ့ကိုအရှက်မခွဲဘူးငါဖျံငါ့ကိုကောင်းချီးပြီးမှငါဖျံငါ့ကိုတိတ်ချစ်တယ်ဆိုတင်ငါဝင်ခံပြီးမှမျောလင့်ပြီးမှဆွဆူတောင်းနိုင်တယ်ဒါကြောင့်တင်ခုချိန်မှာဆူတောင်းနေအကောင်ထဲမှာပေါ်သေးလို့တင်ချိန်မှာတင်စက္ကန့်နေပြီမဲ့လည်းဘာကောင်းချီးမှမခံစားလို့တင် နောက်ဆုတ်ဖို့ပြင်ဆင်နေပြီလားအေလိယားကိုကြည့်ပါခုနှစ်ကြိမ်တိတိနေဘူးကျဲတဲ့ထဲမှာမိုးရွာဖို့သူဆူတောင်းနိုင်ခဲ့တယ်ဘာလို့လဲဖခင်ရဲ့နှလုံးသားကိုနားလဲတယ်ဖခင်တခင်ပြုခဲ့တဲ့အမှုကိုသူပြန်အောင်မိတယ်ဘာဖြစ်လို့လဲသူ့ရဲ့ဆူတောင်းခြင်းဟာစာတန်လက်ဖြားခါတယ်ဖခင်ဝမ်းမြောက်တဲ့အခါမှာမကြာခင်မှာအဲ့ဒီမိုးခေါင်ရေရှားတဲ့ခါလာမှာမိုးရွာရတဲ့ခွင့်ပြရှင်ပေးတယ်ဒီနေ့တင့်လက်မလျှော့ပဲနဲ့ဖခင်တခင်နှလုံးသား စိတ်ကျေနေတဲ့တင်ဆူတောင်းမယ်အကောင့်ထဲမပေါ်ရင်လည်းဖယောင်းကိုယုံပြီးမှတင်ဆက်ကပ်မယ်ဆိုရင်တင်ဘဝရဲ့မိုးကောင်ရေရှားတဲ့ကာလမှာဖယားဟာရှံထွက်တဲ့ကောင်းကြီးမိုးတွေကိုယွာစေမှဖြစ်တယ်နှုတ်ကပတ်တော်ပင်ပြရှာအလုံးစကားပြေကောင်းကြီးပေးပါစေအားလုံးပဲနှုတ်ကပတ်တော်ပင်ပြရှင်စကားပြောမယ်ကောင်းကြီးဖြစ်မယ်ဆိုတော့ယုံကြည်ပါတယ်ကျွန်တော်အနေနဲ့ဒီချိန်မှာနိုင်ငယ်ကျင်ညာစရာလေးရှိတယ်ကျွန်တော်အနေနဲ့မကြခင်မှာရန်ကုန်မြို့မှာကျွန်တော်အတင်းတော့ မြေကွက်ဝယ်ယူခြင်းနဲ့အတင်းတော်တိဆောက်ချက်မှုကိုကျွန်တော်လှုပ်ဆောင်သွားပွင့်အတွက်စီစဉ်လျက်ရှိပါတယ်ဒီအတင်းတော်တိဆောက်ခြင်းနဲ့အတင်းတော်မြေကွက်ဝယ်ယူခြင်းကိုကျွန်တော်တို့လှုပ်ဆောင်သွားပွင့်အတွက်စတင်ပြီးမှစူတောင်းနေပြီစတင်ပြီးမှကျွန်တော်တို့အာစီဝေးထိုင်နေပြီဖြစ်ပါတယ်အားလုံးကလည်းတတိယပြီးမှရန်ကုန်မြို့မှာအတင်းတော်တပါပေါ်ထွက်လာပွင့်အတွက်စူတောင်းပေးပွင့်အတွက်လည်းကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကတင်းကိုနိုးဆိုတယ်ဆိုရင် ဒီရန်ကုန်မြို့မှာအတင်းတော်တပါဖြစ်လာဖွင့်အတွက်ဒီနှုတ်ဘုရားရှင် no ဆိုရဲဆိုရင်ပါဝင်လို့ရတယ်ဆိုရင်ပတ်သက်ပြီးလဲကျွန်တော်ကြီးညာပေးချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အတင်းတော်တိဆောက်ခြင်းဆိုတာရွှေရှိယုံငွေရှိယုံအာနာရှိယုံ ਨੇ တိဆောက်လို့မရပါဘူး။ဘုရားတခင်ရွေးချယ်ထားတဲ့ဒုတိကပဲတိဆောက်နိုင်တာဖြစ်တယ်လို့အဲ့ဒီအတင်းတော်တိဆောက်ပြီးတော့ရင်ယုံကြည်သူမြောင်များစွာကစုဝေးပြီးမှကိုးကွယ်တဲ့နေရာဖြစ်လာတဲ့အခါမှာလူပေါင်းများစွာရဲ့ကောင်းချီးမင်္ဂလာ ူပေါင်းများဆိုင်ဝိညာဉ်ရေးရာမှာအကျိုးရှိစေရအောင်တင်ကတီဆောက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်တင်းရဲ့ဘဝတက်လျှောက်လုံးမှာအဲ့ဒီကောင်းခြင်းမင်္ဂလာကစီစဉ်နေမှာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာကျွန်တော်အတင်းတော်မြေကွက်ဝေယူခြင်းနဲ့အတင်းတော်တီဆောက်ခြင်းကိုစတင်ဖို့အတွက်ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းပွင့်အတွက်ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှစတင်တော့မှာဖြစ်တယ်။ဒါကြောင့်တင်းကိုဖျားရှင်ကဖွင့်ပြတယ်ဖျားရှင်ကစကားပြောတယ်ဆိုရင်နေရီများရီဖြစ်စေပါဝင်လို့ရတယ်တင်းတို့အားလုံးပေါ်မှာဖျားတခင်စကားပြောပြီးကောင်းချီးပေးပါစေ။